အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါခနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်အပြောင်းလဲဈေးကွက်သတင်းအချက်အလက်တွေနဲ့ကျွန်တော်တို့ဒီ FOMC meeting နောက်ပိုင်းကျွန်တော်ဈေးကွက်မှာဘယ်လိုတက်ရောက်မှုတွေရှိတာလဲပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ short term long term အတွက် entry point တွေ target တွေကဘယ်လို plan တွေထားရှိရမလဲဒီအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးဖို့ရှိပါတယ်လက်ရှိကျွန်တော်တို့ BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့16000ကနေပြီးတော့18000ဒီ range တခုမှသွားလာနေတာကိုကျွန်တော်တို့တွေ့ရတယ်တခြား ETH, HRP, ADA, Solana, Doge avhbch.ltc.nia.icbd.gov ရလဲတက်လာတဲ့အနေအထားတစ်ခုကိုကျွန်တော်တွေ့ရတယ်ပေါ့နော် btc နဲ့အတူတူလိုက်တက်တဲ့အနေအထားမျိုးပေါ့တခြား bnb နဲ့ trh ကတော့အရင်တက်လာတဲ့အနေအထားကိုကျွန်တော်တို့မတွေ့ရသေးဘူးပေါ့နော်ဒါပေမဲ့လည်းဒါကြီးကြီးမားမားတက်လာတဲ့အနေအထားတစ်ခုတော့မဟုတ်သေးဘူးပေါ့ခဏနေကျွန်တော် trading view ကိုတစ်ချက်ကြည့်ပြီးတော့မှကျွန်တော်တို့အဲ့တော့ anti point တွေကဘလို့ဖြစ်မလဲဒါတွေကိုလည်းကျွန်တော်ပြန်ပြီးရှင်းပြပေးဖို့ရှိပါတယ်လက်ရှိကျွန်တော်တို့ FOMC meeting နဲ့ပတ်သက်တာကိုလည်းပြောရမယ်ဆိုရင်တော့ဒါ အဖွန်စီမတင်ကဘာပဲနဲ့နေ market မှာတက်ရောက်မှုရှိလာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အာဒါမဲ့အရင်ကြီးကျွန်တော်မျောလင့်ထားသလောက်အရင်ကြီးကြီးကြီးမားမားတော့မဟုတ်ဘူးပေါ့ဒါပေမဲ့လည်းအသေးစားပြောင်းလဲမှုတစ်ခုလို့ကျွန်တော်တတ်မှတ်လို့ရတာပေါ့ဒါမဲ့ဒီကနေစပြီးတော့ recover တစ်ခုလည်းဖြစ်သွားနိုင်တယ်ပေါ့နော် market မှာပြောင်းလဲအပြောင်းလဲတွေလည်းစလာနိုင်တယ်ပေါ့ဆိုတော့ကျွန်တော်လက်ရှိ BTC ရဲ့4 hour chart pattern ကိုတစ်ချက်လောက်သွားကြည့်ကြည့်မယ်ဆိုရင်လက်ရှိကျွန်တော် high 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 လို့ပေါ့ဒီ pattern အနေထားတွေကိုကျွန်တော်တို့တွေ့ရပြီပေါ့နော် ိုတော့ဒီမှာကျွန်တော် fresh entry ကဘယ်မှာဖြစ်မလဲဆိုတော့6400အနေထားမှာကျွန်တော်တို့ဒီ fresh entry တစ်ခုဖြစ်မှာပေါ့เนาะဒါ small margin low leverage long back ကိုကျွန်တော်တို့ဖြစ်မှာဆိုတော့ဒါဒီကနေစပြီးတော့ recovery တစ်ဖြည်းဖြည်းစလာမယ့်အနေထားကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့။ဘာကြောင့်လဲဆိုတော့တွားလက်ရှိကျွန်တော်တို့ market မှာဒီလောက်ကြီးညင်ပြီးတော့မှ stable ဖြစ်ပြီးတော့မှကျသွားတဲ့အနေထားတစ်ခုကိုကျွန်တော်တို့မတွေ့ရဘူး။ဒါပေမဲ့ဒီကနေဆက်ပြီးတော့ကျသွားရင်လည်းကျွန်တော်တို့ DCA point ကဘယ်မှာဖြစ်မလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခဏနေ ဒါ weekly chart pattern တခုကိုကြည့်တဲ့အချိန်မှာကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ recovery ကတဖြည်းဖြည်းဒီကနေစနေတဲ့အနေအထားတခုလို့လဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါဆိုတော့ October November ဒီအနေအထားတခုလောက်မှာတော့ကျွန်တော်တို့ပြန်ပြီးတော့နည်းနည်းအာဘယ်လိုခေါ်မလဲကျွန်တော် all time high အနေအထားကိုလဲတွေ့ရင်တွေ့ရလိမ့်မယ်ပေါ့ဒါလက်ရှိခဏတစ်ပြုတ်အချိန်ပေးတင်တဲ့အနေအထားတခုတော့ရှိရပေါ့နော်ဆိုတော့ကျွန်တော် daily chart pattern ကိုသွားကြည့်ကြည့်မယ်ဆိုရင်တော့ဒါ downside မှာရှိနေတာကိုတွေ့ရတယ်ပေါ့နော် daily မှာကျတော့ အာဒေါင်းဆိုင်မှာရှိနေဆိုတာလည်းရန်ဆိုးဆိုးဝါးဝါးတော့မဟုတ်ပေါ့အာသူကလည်းသူအနေနဲ့များတာဒီကာဗရီဖြစ်နေတဲ့အနေထားကိုလည်းကျွန်တော်တို့တွေ့ရတယ်ဒီကာဗရီဖြစ်နေတဲ့ point တွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီကနေ့တဖြည်းဖြည်း market ကအထက်ဘက်ကိုသွားရင်တော့ဒါအလားလာတော်တော်ကောင်းတယ်လို့ပြောရမှာပေါ့နော်အာရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဒီ all time high ကိုလည်းတွေ့ရင်လည်းတွေ့ရလိမ့်မယ်ပေါ့ဒါပေမဲ့လည်း BTC ကကျွန်တော်ဒီအရင်ဗီဒီယိုမှာလည်းကျွန်တော်ပြောထားတဲ့အတိုင်းဒါ expect တော်တော်များများလည်း comment ထားတဲ့အတိုင်းပေါ့နော်9000နဲ့ထောင်ကနေပြီးတော့ဒီအထက်ကိုသွားမှကျွန်တော်တို့ကဒါ ကောင်းကောင်း recovery market မှာဖြစ်နေပြီဆိုတာကိုကျွန်တော်တို့တစ်ခုသတ်မှတ်လို့ရတာပေါ့ဆိုတော့လက်ရှိအနေထားအရတော့ခုနကျွန်တော်ပြောသလို FOMO entry ကတော့လုံးဝမယူသေးချင်ဘူးပေါ့เนาะအရင်စိတ်လှုပ်ရှားပြီးတော့မှအာဒီချိန်မှာငါဝယ်တဲ့နေဆိုပြီးတော့အဲ့လိုမျိုးအနေထားနဲ့တော့မသွားသေးချင်ပါဘူးကျွန်တော်ခုနပြောသလို entry point တစ်ခုအနေနဲ့ဝင်တဲ့နေပေါ့เนาะဆိုတော့တခြားကျွန်တော် weekly chart pattern ကိုသွားကြည့်ကြည့်မယ်ဆိုရင်တော့ဒါ app trend မှာရှိနေတယ်ပေါ့အထက်ဘက်ကနည်းသွားလာနေတာကိုကျွန်တော်တွေ့ရတယ်အဲဒီမှာတော့ကျွန်တော်အာ high 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 low pattern ကိုပဲတွေ့ရတယ်ပေါ့เนาะ ဆိုတော့အတိုင်းနဲ့အများတော့အရင်အပတ်ထက်ဆိုင်ဒီအပတ်ကအာတော်တော်လေးတကာပါတီဖြစ်လာတဲ့အနေအထားတစ်ခုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီမှာ DCA လုံးမဲ့လူတွေအနေနဲ့ကြတော့ကျွန်တော်ဒီအရင်ပြောထားတဲ့အတိုင်းပေါ့9000ကနေ9200ဒီ point တစ်ခုမှသွားပြီးတော့မှကျွန်တော် DCA point တစ်ခုဖြစ်မှာပေါ့နော်ဒါ DCA လုံးဖို့လိုရင်လည်းလိုမှာပေါ့မလိုရင်လည်းမလိုအဲ့လောက်ဘူးပေါ့နော်ဒါ market မှာမှတည်မယ်ပေါ့ဆိုတော့ဒီကနေစပြီးတော့ကျွန်တော်တဖြည်းဖြည်းနဲ့ recovery ဖြစ်မှာဆိုရင်တော့ဒါ ထပ်ပြီးတော့ကျွန်တော်တို့ BTC ရဲ့ all time high ကိုလည်းကျွန်တော်တို့မြင်လဲမြင်ရဖို့ရှိပါတယ်လို့ဆိုတော့ခဏလေးဗီဒီယိုမှာတော့ဒီလောက်ပါပဲတခြားထွေးထွေးထူထူပြောင်းလဲလာတော့ကျွန်တော်တို့မရှိဘူးပေါ့နော်အာပြီးတော့ကျွန်တော်ဒီခုမှစပြီးတော့ crypto လေ့လာမယ်မိတ်ဆွေတွေပြီးတော့ကျွန်တော် crypto signal တွေပေါ့နော်အာရယူမယ်မိတ်ဆွေတွေအနေနဲ့ကျွန်တော် Telegram channel description မှာထည့်ပေးထားပါဗောအဲ့ကနေစပြီးတော့ကျွန်တော် Telegram မှာလာ join လို့ရပါတယ်အာလက်ရှိအတွက်တော့အားလုံးပဲကျေးဇူးတင်ပါတယ်